ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူပေါ်မန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာကာရာဘောမလားဆရိုဒါဆင်ပွဲစဉ်ကြီးကစားတဲ့တွေကလီဗာပူးသင်းနဲ့ခရစ်စတယ်ပဲလီစ်တို့ပွဲကိုကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ခရစ်စတယ်ပဲလီစ်ကအဝေးကွင်းမှာလီဗာပူးသင်းကို3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်သာအနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်တယ်လီဗာပူးသင်းရဲ့ဘက်ကတော့ကျွန်တော်သာဒီအဆင့်မှာတင်ပြုတ်သွားခဲ့ပြီပေါ့နော်ခရစ်စတယ်ဘဲလစ်ဘက်မှာတော့တကယ်ကောင်းတဲ့ဂဇာမတယောက်ဖြစ်တဲ့အစ်စမိုင်လာဆာကကျွန်တော်တို့က2ခုတွင်းပြီးတော့ဗောနော်ဒါ ီနိုကလည်းကျွန်တော်တကိုးသွင်းတယ်။သုံးကိုကိုမရှိဆိုတော့ရလနဲ့ကျွန်တော်သာခရစ်စတယ်ပယ်လစ်ကအဝေးကွင်းမှာနိုင်တယ်။နိုင်ပြီးတော့ဒီခရစ်စတယ်ပယ်လစ်ဟာနောက်ဆုံးပေါ့နော်ဒီဘယ်ပြောမလဲလေဘောက်ဦးတင်းနဲ့တွေးဆုံခဲ့တဲ့လေးပွဲမှာ လုံးဝရှုံးနေခြင်းမရှိသေးဘဲနဲ့သုံးပွဲနိုင်တပွဲတည်ဆိုတဲ့ရက်လက်မျိုးကိုသူတို့ပေါ်ဆောင်ထားနိုင်တယ်။ဆိုတော့ Crystal Palace ကလစ်ပါဘူးတင်းတွေ့ဒီနောက်ပိုင်းမှာ ကစားရတာအင်မတန်ကိုခိုင်းတဲ့အသင်းတစ်ခုကျွန်တော်တို့ဖြစ်လာတယ်လို့ဆိုရမယ်ပေါ့နော်။ဒီတော့ကျွန်တော်တို့ဘာကြောင့်ဒီလိုကြီးရလက်တီထွက်ခဲ့တယ်လဲ။ဘာကြောင့်ဓာမှုတွေဖြစ်ခဲ့တယ်လဲပေါ့။ဒီနေရာမှာတော့ဟိုလူပွဲထွက်လူစင်းတွေဘာတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီရလက်ကလက်ခံနိုင်စရာဖြစ်တင်စရာလို့ကျွန်တော်တို့ထင်နေပေါ့နော်။လေဘောက်ဒီဘက်မှာကအဓိကကြတဲ့ကစားမတွေလုံးဝပွဲကစားခွင့်တွေလုံးဝမပေးခဲ့ဘဲနဲ့ပေါ့နော်။ဒုတိယပိုင်းမှာပဲထည့်လာကြတာတွေပဲကျွန်တော်တို့ရှိတာ။အဲဒါပြင်ကျွန်တော်တို့ဒီ Crystal Palace ရဲ့ဘက်ကလည်း ျွန်တော်အပြောင်းအလဲတွေကျွန်တော်ရှိတယ်ပေါ့နော်တကယ်တမ်းကဗျာဟိုလီဗာပူးတင်ပတ်မှာကတတော်ကိုတိုင်ပတ်တာဘသူဆိုဘသူမှန်ကိုကျွန်တော်မပါတာနော်ရောဘတ်ဆန်တို့လိုကစားမတွေကျွန်တော်ပါမယ်ကာဂတ်စ်တို့လိုကစားမတွေကျွန်တော်ပါမယ်ပြင်ကျွန်တော်နေနဲ့ထပါတော့လူငယ်ကစားမတွေအများကြီးကိုသူတို့ကကျွန်တော်တုံးပြီးတော့ကျွန်တော်ကစားသွားတာနော်လူငယ်ကစားမတွေအများကြီးပဲတိုက်စစ်ဆိုလို့ရှိရင်လည်းလူငယ်လေးဖြစ်တဲ့တာရီယိုလူကစားမမျိုးတွေပြီးလို့ရှိရင်ဖက်ဒရီကိုခီဇာလူကစားမမျိုးတွေနော်ပြီးလို့ရှိရင်ကွင်းလယ်ကလည်းဝါတာရူအန်ဒူရူလူကစားမတွေဒါတော့ပဲ ကျွန်တော်ဘယ်သူမှကျွန်တော်မပါဘဲနဲ့တော့ဒီကစားသွားပြီးတော့အရန်မာမပါတော့သူတို့တွေကျွန်တော်တို့ဒါဒုတိယပိုင်းကျမှကျွန်တော်ထည့်တယ်ခရစ်စတယ်ဘဲလီစ်ရဲ့ဘက်ကိုကျွန်တော်ကြည့်တော့လေသူတို့တွေလည်းအများအနာအနာပြီးခဲ့တဲ့တဲ့မှာကျွန်တော်ပါတယ်ဘဲလီစ်ဘက်ကလည်းဟိုတကယ်တကယ်တမ်းပွဲထုတ်လာတာဆိုလို့ပေါ့နော်ခုနကပြောတဲ့ပီနိုလိုလိုကစားမတွေရှိမယ်ပြီးရင်ကျွန်တော်ဒါအစ်စမိုင်လာဆားလိုလိုကစားမတွေရှိမယ်မာတီတာတို့ဘာတို့ကိုဒုတိယပိုင်းဒီမှာကျွန်တော်ထည့်တယ် ပွဲထွက်လာတာကနဂတီယာတို့လိုကစားမိုက်နဲ့ပွဲထွက်လာတယ်။နောက်တက်မှလည်းဂေယီတို့လိုကစားမတွေကျွန်တော်ပါတယ်။မူနိုစတိုလိုကစားမတွေလာခရော့စတိုလိုကစားမတွေပါတယ်။ဆိုတော့သူကနေသူခရစ်စတယ်ပဲလစ်ကဟုတ်သေးတယ်ဗျာ။အပြောင်းလဲလုတ်ခါခဲ့တာတောင်းမှပေါ့နော်။ဒါကလည်းကျွန်တော်သိတဲ့အတိုင်းပဲပဲလစ်ကဒီပွဲမှာအနိုင်ရဖို့လိုတယ်။လိုတယ်ဆိုတာတခြားမဟုတ်ဘူး။အဲခရစ်စတယ်ပဲလစ်အနေနဲ့ပေါ့နော်ဒီလိုဖလားတွေဟာသူတို့အတွက်အင်မတန်အရေးကြီးပါတယ်။ဒီလိုမျိုးဖလားတွေကပဲလစ်တို့အတွက်တော်တော်ကြီးကိုအရေးကြီးပြီးတော့ ဟိုသူတို့အတွက်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့အနေထိုင်မှုလေးကျွန်တော်ဖြစ်တယ်ဗောနောပြီးခဲ့တဲ့နှစ်ကလည်းကာရာဘောင်းနေ EFN ဒီဗာလဲဆိုဒီအဲဗာလဲ community တိုင်းနေကျွန်တော်ယူထားတဲ့ Crystal Bellies က Glensner ရဲ့လက်အောက်မှာဖလားတွေဘာတွေကောက်သိမ်းထားတာဆိုတော့ဒီလိုပြိုင်ပွဲမျိုးတွေကသူတို့အတွက်အခြေအနေကောင်းနိုင်ခြင်းအများကြီးရှိပါတယ်ကြော်လို့တင်မှာဆိုရင် Crystal Bellies ရဲ့ဘက်ကပေါ့နော်ဒီပွဲကိုဒီဖလားအတွက်အာယုံဆက်ပြီးတော့ကျွန်တော်ကျူးပန်းခဲ့တယ်အပြောင်းလဲလေးတချို့ကျွန်တော်လှုပ်ထားတယ်သူတို့ weekend မှာလည်းကစားရအောင်ပဲဆိုတော့ဒီမှာ၃ခုပြည့်နဲ့ကျွန်တော်နိုင်တယ် နားမလည်နိုင်တာကလီဗာပူးပဲဒီလိုပြောလို့ပေါ့နော်လီဗာပူးတင်းရဲ့ဒီပွဲရှုံးနေတာကအာစိတ်ပျက်စရာကောင်းနေဘာညာတော့မဆူလို့ဘူးဒါပေမဲ့လို့အာနင်စလော့ကဒီပေါ့နော်ချန်ပီယံစ်လိပွဲစဉ်နေပေါ့နော်ချန်ပီယံစ်လိပွဲစဉ်နေပရီးမီးယားလိအကြီးကြီးတဲ့ပွဲစဉ်နေကစားရအောင်မှာဖြစ်တယ်လို့ပရီးမီးယားလိမှာလည်းတကယ်တကယ်အာယုံအပြည့်ဆက်ရမယ့်ပွဲစဉ်နေကျွန်တော်ရှိနေတယ်ဆိုတော့ဒီလိုပွဲမျိုးကရှော်လိုက်တဲ့သဘောပါနော်ဟိုအပြောင်းလဲတွေလည်းကျွန်တော်အများကြီးလှုပ်ထားတာဒါကြောင့်ဒီလူစင်းနဲ့ လီဘာဝူဒင်ရှုံးနေနေဆိုတာမျိုးကတိတ်အံ့အားတင်စရာမရှိဘူးလို့ကျွန်တော်ကပြောတာဒါပေမဲ့လို့လီဘာဝူဒင်ဟာအိမ်ကွင်းကြီးမှာကျွန်တော်ရှုံးရတာပါအိမ်ကွင်းကြီးမှာရှုံးရတာပါနောက်တစ်ခုကအိမ်ကွင်းဆိုတာထက်ပိုတာကလီဘာဝူဒင်ဒီဘလူနိုင်ပွဲမျိုးကိုမဆိုအခုချိန်မှာလူလူလာလာဖြစ်နေလို့ပဲเนาะကျွန်တော်လိုအပ်နေလို့ပဲဗျဒါပေမဲ့လို့ လီဘောက်တီယံဘက်ကအနိုင်ယူနိုင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့မကစားခဲ့ဘူးပေါ့နော်ခရစ္စတယ်ဘဲလစ်ကပုံမှန်အတိုင်းဆိုရင်တော့မှသူတို့တွေကရှုံးနေနေတဲ့အခြေအနေမျိုးမှာလူတွေအများကြီးအပြောင်းလဲလုပ်ပြီးတော့ကစားလိုက်တဲ့အခါပူတောင်းမှကျွန်တော်တိုင်ပက်သွားတယ်ပူတိုင်ပက်သွားတယ်၃ခုပြည့်နဲ့ကျွန်တော်ရှုံးနေပေါ့အာနီစလော့တွေ့တော့ဟိုထပါတော့ဒီပွဲရှုံးလို့ဘယ်သူမှအများကြီးအပြစ်မြင်ကြလိမ့်မယ်သူတို့မထင်ဘူးဒါပေမဲ့ဒီပွဲကိုအဓိကကဗျာပွဲဆက်တွေရှုံးနေတဲ့အတွက်ဒီလိုမျိုးပွဲကထပ်ပြီးတော့မကြုံသင့်တော့ဘူး ကစားမရရဲ့ mentality ဘိုင်းတွေကိုပြောင်းပြန်လှန်ဖို့ဆိုရင်ဒီလိုပွဲမျိုးတွေကအရေးကြီးတယ်ကျွန်တော်ပွဲချုပ်အသုံးစချက်မှာလည်းဘယ်လိုပြောမလဲကျွန်တော်ပွဲချုပ်ဗီဒီယိုမှာလည်းကျွန်တော်ပြောကြတယ်လက်ပေါင်းသင်းဟာဒီပွဲတကယ်တမ်းတွေးကြည့်ရရင်ဒီပြိုင်ပွဲကထွက်သွားလို့ကြည်ကွဲရမယ့်နေရာမှာမပါဘူးဒါပေမဲ့လို့ဘာနော်ဒီလိုအချင်းကြီးစိုးနေတယ်ဆိုတဲ့ကာလမျိုးမှာကစားမရရဲ့ယုံကြည်မှုတွေကိုဆွဲတင်နိုင်ဖို့ဆိုရင်ယုံကြည်မှုပြန်ပြီးတော့တည်ဆောက်ဖို့ဆိုလို့ရှိရင်ဒီလိုပြိုင်ပွဲမျိုးဒီလိုပြိုင်ပွဲမျိုးကိုအနိုင်ယူပြီးတော့ဘာနော်ကစားတာကအချင်းကြီးအကောင်းဆုံးပဲလို့ကျွန်တော်ပြောမှာဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လေဘာဝူတင်နီးပြဖြစ်တဲ့အာနီစရောရဲ့အနာဂတ်ကိုအဆုံးဖြတ်ဖြစ်သွားနိုင်တဲ့ပွဲစဉ်တွေကတပွဲမှုလို့ပဲ။ဒါမဲ့ပွဲမှာဆိုရင်အက်စတိုမီလာနဲ့တူကစားရတော့မယ်။အရာပြီးရင်ရီယယ်မက်ထရီနဲ့တူကစားရတော့မယ်။အိမ်ခွေးမှာနောက်ထပ်နှစ်ပွဲဆက်ကစားရမှာ။အဲ့ဒီနှစ်ပွဲမှာထင်တယ်လို့ရက်လက်မကောင်းခဲ့ဘူးဆိုဒီပွဲမှာရှုံးနေထားခဲ့တဲ့ခါကျတော့အာနီစရောဟာပူပြီးတော့တိုင်ပတ်သွားနေဆိုရင်ကျွန်တော်ရှိတယ်။အရာပြီးမန်ချက်စတာစီးတီးနဲ့တူကစားရမယ်။ဆိုတော့စဉ်းစားကြည့်ပြလက်ရှိဘလူးမတ်အဆင်ပြေးမနေဘူးတိလားအာနီစလော့ကလေဘလူးမတ်ကျွန်တော်အဆင်ပြေးမနေဘူး နော်ဒါကြောင့်အာနီစလိုအနေနဲ့ဒီပွဲကတကယ်နိုင်အောင်ကျူးပန်းမှုပေါ်မှာအနိုင်ရအောင်မလုပ်နိုင်ခဲ့တာကတတော်ကြီးတော့ပြောစရာဖြစ်တယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ EFN ကကထွက်ရလို့ဆိုတဲ့အကြောင်းအရာတစ်ခုတည်းမဟုတ်ဘူး။နိုင်ပွဲတွေလူနေလို့အနိထားအဲ့လိုအနိထားကိုသူတို့ကနိုင်ပွဲရအောင်မလုပ်နိုင်ခဲ့တာ။ဒါကြောင့်ဆလော့တွေတော့ဒီပြိုင်ပွဲကဒီလိုမျိုးပေါ့နော်အနိုင်ရအောင်ကျွန်တော်မစီမံခဲ့တာမကျူကျူတင်ပြင်ဆင်မှုမရှိခဲ့တာကတတော်လေးကိုစိတ်ပျက်စရာလို့ကျွန်တော်ထင်တယ်။ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲ။ နိုင်ပွဲလိုနေတဲ့လေပေါင်းသင်းနေတဲ့ Crystal Palace ကိုနောက်ထပ်ရှုံးပြီးတော့ပြိုင်ပွဲကနေထွက်သွားပြီပေါ့နော်ဆိုတော့လာမယ့်နေ့ဒီမှာဒီပြိုင်ပွဲအတွက်သူတို့စိတ်ပူစရာမရှိတော့ဘူးတခြားပြိုင်ပွဲတွေကိုပဲသူတို့အယုံဆရတော့မယ်ပေါ့တကယ်ကိုရလက်အကောင့်ကြီးယူပြနိုင်မယ်လို့ကျွန်တော်တို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်